အိန္ဒိယနဲ့ပါကစ္စတန်ဟာသတင်းပတ်တွေအတော်ကြာအောင်နှစ်ဖက်ဆက်ဆံရေးတင်းမာနေခဲ့တဲ့နောက်အိန္ဒိယဟာပါကစ္စတန်ပိုင်နယ်ထဲမှာလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။မေလ9ရက်ဒီနေ့မနက်ပိုင်းကပါကစ္စတန်မှာရှိတဲ့နေရာ၉ခုကိုပိတ်မထားတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီနေရာအလုံးဟာကျန်းဖက်အဖွဲ့အစည်းတွေရဲ့စစ်စခန်းတွေဖြစ်ပြီးအရသာဧရိယာတွေမပါဝင်ကြောင်းအိန္ဒိယကကြေညာပါတယ်။ဒီအပေါ်ပါကစ္စတန်ကတော့ကက်ရှမီးယားဒေသရဲ့ပါကစ္စတန်ထိန်းချုပ်ထားရအပိုင်းနဲ့ပန်းချက်ပြည်နယ်တွေမှာအိန္ဒိယကလေကြောင်းတိုက်ခိုက်ခဲ့ပြီး နေရာ၅ခုအထိမှန်ခဲ့ကြောင်းပြောပါရယ်ဒါဟာဧပြီ22ရက်နေ့တုန်းကကက်ရှမီးယားဒေသရဲ့အိန္ဒိယထိန်းချုပ်ထားရာဘတ်ချံမှာခီးသောဧည့်သည်တွေကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်ပစ်ခတ်မှုရဲ့နောက်ဆက်တွဲလက်တုံ့ပြန်မှုဖြစ်ပါရယ်ပါကစ္စတန်ကကုကုကိုကာကွယ်ပိုင်ခွင့်နဲ့အညီအိန္ဒိယတိုက်လေယာဉ်၅စီးနဲ့ဒရုန်းတစ်စီးကိုပစ်ချခဲ့ကြောင်းကြေညာပါရယ်။ဒါအပြင်ပါကစ္စတန်ဟာကက်ရှမီးယားဒေသရဲ့အိန္ဒိယထိန်းချုပ်ထားရာပိုင်းကိုလက်နက်ကြီးတွေနဲ့တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့သိရတာပါ အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေအပါအဝင်၈ဦးသေပြီး35ဦးဒဏ်ရာရကြောင်းပါကစ္စတန်ထုတ်ပြန်ပါတယ်။တဖက်အိန္ဒိယကလည်းပါကစ္စတန်ရဲ့လက်နက်ကြီးတန်းကြောင့်ကက်ရှမီးယားမှာ၃ဦးသေဆုံးကြောင်းကြေညာထားပါတယ်ရှင်။